Burma Independent Voice ဒီနေ့တော့ကျွန်တော်တို့ဒီလူပြပျောက်ကြားလှုပ်ရှားမှုတွေမှာဒါဆောင်ရွက်နေတဲ့ God Hand Poses တာဝန်ခံဆရာကျောင်းဖြစ်ပါတယ်ဆရာကျောင်းနဲ့ဒီနေ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဟောဆရာကျောင်းမင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါဗျာဟုတ်အခုလို့ဒါအင်တာဗျူးဖြစ်ရှားပေးဖို့အတွက်လက်ခံလာတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ ဆိုတော့အရင်ဆုံးတော့လေကျွန်တော်တို့ဒီမေးချင်တာလေးရှိပါတယ်မေးချင်တာကတော့ဒါလေးလည်းနည်းနည်းကြဲကြဲပြပြလေးပြန်ဖြေပေးပါအောင်ဆိုတော့လက်ရှိအခြေအနေမှာပေါ့လေအရင်တုန်းကတော့မြန်မာပြည်မှာဒီမျိုးပြပျောက်ကြားလှုပ်ရှားမှုတွေကရန်ကုန်မန္တလေးလိုဒေသတွေပေါ့လေမြို့ကြီးပြကြီးတွေမှာတော်တော်လေးကိုအင်တိုင်းအားတိုင်းရှိခဲ့တယ်ပေါ့လေအခုအခြေအနေမှာတော့ဟိုမြင်တွေ့ရတော်တော်လေးကိုနှဲပါသွားပြီပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးပြပျောက်ကြားလှုပ်ရှားမှုတွေကဟိုပြီးဆုံးသွားပြီလားပေါ့လေဆိုတော့ဟိုဒါကအချိန်တိုင်းတာတစ်ခုထိပဲ ဒါတွေဖော်လှုပ်ဆောင်ခဲ့တယ်ဖော်ဆောင်ခဲ့ပြီးတော့အခုအချိန်မှာဒါတွေသိမလို့အပ်တော့လားဘယ်လိုမျိုးအခြေအနေရှိတယ်ဆရာကျောင်းအဲ့ဒါနည်းနည်းပြောပြပေးပါအောင်ဟုတ်ပြအဲမြို့ပြမှာတော့အဲခုနအရှိမှပြောသလိုပေါ့နော်တော်လေးနေပါသွားတာတော့ဒါအရှိတရားပါဗျအမှန်တရားပါဗျအဲဒီမှာလည်းပြန်ပြောမယ်ဆိုရင်ကျွန်တော်နှစ်ပိုင်းလောက်တော့ဖွဲ့ပြောရမှာဗျအဲပထမတစ်ချက်အနေနဲ့နေပါသွားခြင်းတစ်ပိုင်းအကြတော့အဲများသွားဖြစ်ပေါ့အရင်လိုမျိုးကျွန်တော်တို့ ဟိုအများကြီးမလုပ်တော့ဘူးအဲချစ်ချစ်ရအောင်ဖြစ်မဲ့အလုပ်တွေကိုပဲလုပ်ချရတယ်ပေါ့ဒါကျွန်တော်မှမဟုတ်ပါဘူးဗျဒီမြို့ပြမှာရှိနေတဲ့အဲအတီးတီးလုပ်နေကြတဲ့သူတွေအားလုံးကလည်းဒီဘက်လမ်းကိုရွေးချယ်တယ်ပေါ့နော်အဲနောက်တစ်ပိုင်းအောင်ကြတော့အဲစစ်ကောင်စီရဲ့အဲဤပညာအားအဲနောက်တစ်ခုကပေါ့နော်မြင်ရင်အရှိတရားတွေနဲ့သူတို့ကအဲမြို့ပြပျောက်ကြားရေးအတွက်ကိုအတက်နိုင်ဆုံးပေါ့ boundary ကိုသူတို့ကအဲကျင်းတစ်ထက်ကျင်းအောင် သူတို့လှုပ်လာကြတယ်သူတို့လှုပ်ရက်ကလည်းအတိုင်းအတာတစ်ခုထိအဲတက်ရောက်မှုရှိတယ်ပေါ့အဲနောက်တစ်ခုကကြိုတင်ပြင်ဆင်မှုတွေကအများကြီးမလှုပ်ထားဘူးဆိုရင်အဲမလှုပ်ထားခဲ့မယ်ဆိုရင်သူတို့ရဲ့အချို့လှုပ်ရက်တွေကြောင့်အဲမြို့ပြပြောင်ကြားအင်အားတွေအများကြီးကျော့နေသွားနိုင်တယ်ပေါ့ယော်လဲယော်နေပါတယ်အဲဒီလိုနေထားနှစ်ရက်ကြောင်းလိုပဲပြောပြကြကြအနောက်တစ်ခုကကြတော့မြို့ပြမှာမလိုအပ်တော့ဆိုတော့ ကိစ္စမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်မြင်ပါတယ်ဗျ။ဘာလို့ဆိုတော့ဒါကဘာနဲ့ချီပြီးပဲပြောပြောတော်လိုင်းအတီးတီးမှာပေါ့နော်။ဒီ avant gallery ရဲ့မြုပ်ပြပြောက်ကြားအခန်းကဏ္ဍတည်းရဲ့အနေနဲ့အဲအမြဲကိုပါဝင်လေးရှိပါတယ်ဗျ။အဲ့ဒီတော့ဆက်ပြီးတရှိနေဦးမှာပါ။အဲတော်လိုင်းရဲ့လိုအပ်ချက်အရာလည်းအဲမြုပ်ပြမှာမြုပ်ပြပြောက်ကြားရဲဘော်တွေကိုလိုအပ်နေဦးမှာပါဗျအဲဒီလိုပဲကျွန်တော်ပြောချင်ပါတယ် အာဟုတ်ကဲ့ပါဆိုတော့ဒီမျိုးပြပြောက်ကြားကတော့မျိုးပြပြောက်ကြားလှုပ်ရှားမှုတွေကတော့လက်ရှိတော်လိုင်းမှာလိုအပ်ချက်တစ်ခုအနေနဲ့ရှိနေတော့မယ်လိုအပ်နေတော့မယ်ဆိုတာမျိုးဒီဆရာကျောင်းပြောသွားတာတော့ကျွန်တော်ဟိုအမှတ်သားမိပါတယ်ဆိုတော့အဲ့ဒီမှာနောက်ထပ်ကျွန်တော်မေးခွန်းလေးတစ်ခုမဆက်ခင်ပေါ့လေဂျားထဲမှာကျွန်တော်ဖြတ်ပြီးတော့မှဒီဆရာကျောင်းကိုဒီမျှဝေပေးစေချင်တာတစ်ခုပေါ့လေဒါကပါလဲဆိုတော့ဒီမျိုးပြပြောက်ကြားဒီလှုပ်ရှားခဲ့တဲ့ဒီကာလာတစ်လျှောက်ပေါ့လေလှုပ်ရှားနေတယ်လှုပ်ရှားခဲ့တဲ့ကာလာတစ်လျှောက်မှာဆိုတော့ဘလောက်ထိခက်ခဲခဲ့တယ်ပေးဆက်မှုတွေဘလောက်ရှိခဲ့တယ် ဆိုတော့ဒါတွေကိုအတွေ့အကြုံနဲ့ရှင်ပြီးတော့အနေငယ်လေးကျွန်တော်တို့ပြောပြပေးလို့ရမလားဟုတ်ဗျာရပါတယ်ဗျာဟိုပွင့်လင်းဆုံးပြောရရင်တော့2021 22ပေါ့နော်အဲဒီနှစ်နှစ်မှာတော့ကျွန်တော်တို့ကအတော်လေးကိုဘယ်လိုခေါ်မလဲအမျိုးပြပြောင်ကြမဆန်ဘူးပေါ့နော်အဲအထူးသဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကအဲဒီမမျှတအောင်ထင်တယ်အဲဒီစစ်ကောင်စီရဲ့ပေါ့နော်စစ်အာဏာရှင်ကိုလောက်ရက်တည်းဘောနော်ကျွန်တော်တို့က တွန်းလှန်ခြင်းနဲ့ဒီစိတ်နဲ့ပဲလှုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအစီအစဉ်မကြောက်ဘူးအဲပုံစံမကြောက်ဘူးပေါ့နော်ပြီးရင်ရရှိဘူးမမျောလင့်ထားဘူးပေါ့နော်အဲ့အချိန်မှာတော့အဲကျွန်တော်တို့ဘက်မှာအားနည်းချက်တွေအများကြီးရှိတယ်အချိန်ကြာလာတာနဲ့မျှကျွန်တော်အများကြီးပြင်ဆင်တယ်အများကြီးကိုကျွန်တော်တို့ဟိုစနစ်တကျတိဆောက်တယ်ပေါ့နော်ပြီးဆောက်တယ်အဲ့ဒါတကယ်ကိုလိုအပ်ပါလေဗျတကယ်လိုအပ်တယ်ဆိုတာတိတဲ့အတိုင်းပဲမြို့ပြပျောက်ကြားဆိုတာရေနဲ့ငါးလိုပဲ အဲကျွန်တော်တတားတဲ့နေဖို့လိုတယ်တတားတဲ့နေတဲ့နေရာမှာလည်းတချို့ဟာတွေကအကန့်အသတ်ရှိတယ်ဗျဒီအကန့်အသတ်ရှိတယ်ဆိုတဲ့အပေါ်မှာစင်ခေါ်မှုတွေအများကြီးရှိရပေါ့နော်တချို့ဟာတွေကတော့ကျွန်တော်အများကြီးမပြောဘူးဆိုတာလေအဲလုံညုံကြီးကကြော်လိုက်ပြရစီပေါ့နော်ဒါမှအတွေ့အကြုံနဲ့ပတ်သက်ပြီးပြောချင်တာကတော့အရင်ကြီးတော့လွယ်ကူမနေဘူးကျွန်တော်တို့အများကြီးချုပ်တင်ပြင်ဆင်ထားရတယ်နောက်တစ်ခုကတစ်ချက်မှသတိလွတ်လို့မရဘူးပေါ့နော်ပြီးရင်အဲဒရန်လုတ်တရုတ်တူရတယ်အဲပြီးလို့ရှိလို့ရှင်ဟို အခက်အခဲတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ဒီထဲမှာတော့အနှစ်ချုပ်လေးပဲကျွန်တော်ပြောလိုက်ရမယ်ဆိုရင်တော့အဓိကကတော့ချိုးတင်ပြင်ဆင်မှုအကောင်းကောင်းနဲ့မှပဲကျွန်တော်တို့နောက်ပိုင်းမှာရက်တီလို့ရတော့တယ်ပေါ့အဲဒါကိုပဲပြောချင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့လက်ရှိအခြေအနေမှာပေါ့လေလက်ရှိအခြေအနေမှာကဟိုပြောမယ်ဆိုရင်ဒီစစ်ကော်မရှင်ပဲပြောပြောစစ်ကောင်စီပဲပြောပြောလေဒီစစ်တပ်ပေါ့မြန်မာစစ်တပ်ပေါ့မြန်မာစစ်တပ်ကဒီနှီးပညာတွေတော်တော်လေးတုံးလာနိုင်တယ်အရင်အထက်ပို့ပြီးတော့များဟို ဒီမျိုးပြတွေမှာဗောလေမျိုးကြီးပြချင်းမှာတော်တော်လေးကိုသူတို့ရဲ့ဒီအုပ်စည်းနိုင်မှုဗောလေလုံုံလုံုံရေးစည်းတွေကိုသူတို့ပို့ပြီးလုံလာနိုင်တာကိုကျွန်တော်တွေ့ရတယ်ဗောဟိုဒါတွေကဘလို့အခြေအနေရှိနေလဲဆိုကြပါစို့ဒီမျိုးဒီမျိုးပြမှာဒီလှုပ်ရှားနေတဲ့ဒီပျောက်ကြားရဲဘော်တွေရဲ့ဒီရက်တီရှင်တန်ရတဲ့ပုံစံတွေကိုဘလို့ရှိနေလဲเออအရန်ခက်ခဲတာဗောဗျာအရန်ခက်ခဲတာဗောဆိုတာထက်ကိုဘလို့ခေါ်မလဲခေါင်းပြောင်းအောင်မအေ့ရအောင်ဗောနော်အဲနောက်တစ်ခုကကြတော့ အများတန်းကိုသတိနဲ့တွဲနေရတယ်။အဲ့ထက်ပိုပြီးတော့စိန်ခေါ်မှုတရက်ကကြောက်ဘာလို့ဆိုတော့တို့ကနိပညာကိုမတရားသုံးလာတယ်။အရှိမကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော်။ဥမာစတရားဖြစ်အဲနိပညာပေါင်းစုံပေါ့နော်။အခုဆို AI နေပါပြီပေါ်လာတဲ့အနေထားမှာတော်လေးကိုကျွန်တော်ဘက်ကဂယုစိုက်ကြတယ်သတိပြုရတယ်ပေါ့နော်။အဲ့အပြင်ကိုအခုအရင်ဆိုရင်ကျွန်တော်တို့ကအဲစက်သားနဲ့ရဲပေါ့နော်။ဒီလိုလူတွေပဲသတိထားရတယ်။အခုနောက်ပိုင်းမှာတို့ရဲ့ ဟိုစားဖွာစားတရားဖြစ်ပြီးလို့ရှိရင်တို့ရဲ့အရန်အင်အားတွေတနည်းအားဖြင့်ပြူစောထီးတွေကိုရတဲ့လောက်ကိုတို့ကလက်တံရှင်နိုင်တယ်များရှေ့ပြီးတော့သုံးလာတယ်ပြောချင်တာကျွန်တော်တို့ရဲ့အဲလှုပ်ဆောင်မှုဘောင်တို့တို့ဆွဲဆွဲချုပ်နေပေါ့ဗျာအဲမြို့ပြမှာမြို့ပြရဲပေါ်မရှိမှာတော့ဒီမြို့ပြဆက်စင်အလုပ်တွေကိုဘယ်လိုလုပ်နိုင်မလို့အဲဒီအချက်ကိုပဲအဓိကတို့ကအဲတာဂက်ထားပြီးလှုပ်လာတယ်လို့ကျွန်တော်မြင်တယ်ဗျာအဲ့တော့ကြောင့်မလို့နီးပညာအရာပဲပြောပြောအဲလူအင်အားပေါ့အဲတို့ရဲ့ အရန်အင်အားသို့မဟုတ်အာလာစိုက်ကနေပြီးတော့သူတို့ကအတော်လေးကိုမှကိုဒီရုပ်ပြအပေါ်ကိုဟိုဖိနှိပ်လာတယ်ပေါ့နော်အဲနေလို့မရအောင်လှုပ်လာတယ်ပေါ့အဲဒီလိုတော့ကျွန်တော်မြင်ပါရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုတော်လန်အေးကလည်းသိတဲ့အတိုင်းဒါ၄နှစ်ကျော်လာပြီပေါ့လေ ဆိုတော့ဒီလိုအခြေအနေမှာ၄နှစ်ကျော်၅နှစ်တာနေပါရောက်လာပြီးသူတို့ကလည်းတော်တော်လေးကိုဒီခက်ခဲပင်ပန်းဆင်းရဲမှုတွေကြုံတွေ့နေရတယ်ပေါ့အရင်အားလို့ဒီဒေါ်လာကြီးပေါ်မှာဒီထောက်ခံအားပေးတာကူညီပံ့ပိုးတာတွေမလုပ်နိုင်တော့တဲ့အခြေအနေတွေပေါ့လေဆိုတော့တစ်ဖက်မှာနိုင်ငံတကာအခြေအနေတွေကလည်းရှိနေတာပေါ့ဒီလိုအခြေအနေမျိုးမှာဒီမျိုးရပြောက်ကြားလှုပ်ရှားမှုတွေလိုအပ်တဲ့ထောက်ပံ့မှုတွေအဲလိုအပ်တဲ့အကူအညီတွေဟိုပြည်သူတွေပါဝင်မှုဒါတွေကတော့ဘလို့အခြေအနေတွေရှိနေတယ်ဒါတွေရောနည်းနည်းလေးပြောပြပေးလို့ရအောင်မလား မဟုတ်ခဲ့ပါဗျအခုနကဒီရကိုပြောသွားတယ်လို့ပါပဲဗျအဲဒါလည်းမှန်ပါလေဗျမှန်ပါတယ်ဆိုတာအဲတချို့ကကြောက်လဲစိတ်ပဲရှိရဲ့အချိန်ကြာလာတဲ့နည်းမျှအဲကျွန်တော်တို့မှလည်းအငွေကြီးမှငွေကြီးပိုင်းဆိုင်ရာဆိုလည်းကျွန်တော်တို့မှအကန့်အသတ်တွေရှိလာတယ်ပေါ့နော်အဲအဲဒီပေါ်မှာလည်းကျွန်တော်တို့ကကြိုပြီးတော့တုံးတက်ထားရတယ်ပြင်ဆင်ထားရတယ်ပေါ့နော်ဟိုလက်ရှိဆိုလို့ရှင်ဟိုအင်ကမ်းမရှိဘဲနဲ့တချို့အလုပ်တွေကဘာမှလုပ်လို့မရပါဘူးဗျမရအောင်ဆိုကျွန်တော်လောက်ရတဲ့ လုတ်တယ်မှာလဲအကန့်အသတ်ရှိလာတယ်ဒါတပိုင်းပေါ့နော်ဒုတိယတပိုင်းအနေနဲ့ဒီဒေါ်လာရင်းမှာဆက်လက်ရှင်တန်ပြီးတော့ဒီအာနာရှင်ကိုတွန်းလှန်ဖို့အတွက်ကိုမျိုးပြပြောက်ကြားရင်းနေနေလေကျွန်တော်တို့မှာတခြားပေါ့ကျွန်တော်တို့အတွက်အဲပုံမှန်အနေနဲ့ဝင်ငွေရမယ်လုပ်ငန်းတွေလုပ်တာမျိုးတွေအဲဟိုပြောချင်တာပေါ့နော်ကျွန်တော်တို့အများပြည်သူရဲ့ထောက်ပံ့ကူညီမှုတစ်ခုတည်းနဲ့မဟုတ်ဖဲနဲ့အဲတခြားစဉ်းစားရမယ်အပိုင်းတွေလည်းအများကြီးရှိလာတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ကအဲ တောက်လျှောက်အကောင့်ထဲပေါ်လာတယ်ပေါ့နော်အဲဒီအတွက်တော့နည်းနည်းခံတာတယ်လို့ပြောရမှာဗျအဲခုနပြောသလိုပေါ့အဲမကူညီတော့တာတော့မဟုတ်ဘူးအကုန်လုံးမှာတော့စိတ်တွေတော့ရှိကြအောင်မယ်လှုပ်ပေးခြင်းနဲ့ဒါပေမဲ့လူတိုင်းရဲ့မိသားစုဘဝတွေသူတို့မှလည်းငွေကြေးမှာအကန့်အသတ်ရှိမယ်ဗျအချိန်တိုင်းသာရှိမယ်အကန့်အသတ်ရှိမယ်ပေါ့နော်အဲလိုနေထားမှာတော့အမျိုးပြပြောင်ချားနဲ့ပတ်တန်းရင်တော့အတော်လေးကိုညော့နေသွားတာတော့အတော်လေးမှကြာခဲ့ပါပြီဗျနေပိုင်းချား အဲတခုခွဲစားလောက်ကိုရှိပြီလို့ကျွန်တော်ယူဆပါတယ်ဒါကျွန်တော်အဖွဲ့စည်းတခုတည်းကျွန်တော်တို့အဖွဲ့တခုတည်းအတော့မဟုတ်ပါဘူးဗျာကျွန်တော်မြင်နေတွေ့နေရရင်လည်းရှင်ထိုးပြီးကျွန်တော်ပြောပြတာပါဗျာဟုတ်ကဲ့ဟုတ်ကဲ့အခုကတော့အာဒီဆရာကြောင်းလည်းသိရတဲ့အတိုင်းပေါ့နော်ဒီစစ်ကော်မရှင်စစ်တပ်ကဟိုရုပ်ောက်ပွဲလို့ကိုသူတို့ပြင်ဆင်နေပြီရုပ်ောက်ပွဲလို့ပြီးဒါနိုင်တချို့နိုင်ငံကြီးထွက်ပေါက်လို့ပြောဆိုနေကြရလဲရှိတယ်ပေါ့ဆိုတော့လက်ရှိရုပ်ောက်ပွဲ ပြီးတဲ့အခါမှာလည်းနိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာမယ်ဆိုပြီးပြောဆိုကြတာတွေသုံးသပ်ကြရတယ်ရှိတယ်ပေါ့အဲ့လို့ဆိုရင်ကျွန်တော်ဒီဘက်တော်လန်ရေးရဲ့အခြေအနေကပါတော်လန်ရေးကပြီးသွားတာပြီးသွားမှာဒါမှမဟုတ်တော်လန်ရေးကအခြေအနေဘယ်လိုရှိနေမှာလဲဒါကိုသုံးသပ်ကြည့်ပြီးလို့ရမလားဟုတ်ကဲ့ကျွန်တော်မြင်ရတော့ရှင်းပါတယ်ရှင်းတယ်ဆိုတာဒါကြီးကတရားမျှတမှုမရှိဘူးပြီးတော့နောက်ဆုံးပေါ့နော်တို့အာဏာသိမ်းနေရတယ်ဒါတို့ကလူမိုက်ဆန်ဆန်အလုပ်လုပ်တာပဲအခုလက်ရှိချိန်မှာအဲဒါကိုတို့စင်တေကိုစိတ်တည်ရင်နဲ့ဖုံးဖို့လုပ်တယ်ပေါ့နော်နိုင်ငံ ကစာမျက်နှာမှာအဲသူတို့အနေနဲ့အသက်ရှူဖို့ထွက်ပေါက်တဖို့ရအောင်သူတို့လုပ်တယ်ဗျာဒီထက်တော့မပူပါဘူးဗျာတပေါင်းဆိုဒီအခင်းချင်းတစ်ခုလုံးကိုအဲထဲထဲဝင်ဝင်ကြည့်ရင်ကဘာလည်းမြင်နိုင်တယ်နိုင်ငံအသီးသီးကလည်းမြင်နိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ခုနောက်ပိုင်းမှာဒီမင်းအွန်လိုင်းတချို့နိုင်ငံတွေကိုရှောက်သွားတယ်အဲရှောက်ဖားတယ်ဆိုတော့ကိစ္စမျိုးတွေကအဲသူကိုယ်သူလွတ်မြောက်ရေးအတွက်ပေါ့နော်အဲဒါကိုလုပ်နေတာပါဒါပေမဲ့လည်းသူနဲ့ပလင်းတူဘူးဆိုတာလွဲရင်တော့တနိုင်ငံလုံးတကဘာလုံးက အရှိတရားကိုအကုန်လုံးမြင်နေရတာပဲဒီအတွက်ကြောင့်ရွေးကောက်ပွဲကြောင့်တော့အကြီးကြီးမားမားအပြောင်းလဲဖြစ်စရာတော့မရှိဘူးလို့ကျွန်တော်မြင်နေဗျဒေါ်လာရင်းသမားတွေဖက်ကနေဆိုရင်လဲကျွန်တော်တို့ကဟိုပေါ့စနစ်တစ်ခုလုံးတွန်းလှန်နေတာဖြစ်တဲ့အတွက်အဲဒီမှာဆိုရင်လဲဒါလူမျိုးစုတီးတီးဒေါ်လာရင်းသမားတွေရှိမယ်အဲသူတို့အကုန်လုံးကလဲဒီစိတ်နဲ့ပဲဆက်သွားနေဦးမှာပဲဗျအဲ့အတွက်ပြောချင်တာကအဲဒေါ်လာကြီးကတော့ပြီးသွားတာမျိုးတော့ဖြစ်မှာမဟုတ်ပါဘူးအဲသူတို့ကသူတို့တတ်မှတ်လိုက်တယ်ဆိုရင်တော့တမျိုးပေါ့ဒီ ဒေါ်လိုင်းဘက်ကတော့ပြီးသွားတာမဟုတ်ဘူးဒါသူတို့ရဲ့လှုပ်ဆက်တစ်ခုပဲဗျကျွန်တော်ကဒီလိုပဲမြင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တခုထပ်မေးချင်တာလေးရှိပါတယ်ဒီရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့ဗောလေဆိုတော့အဲ့မှာမေးချင်တာကပါလဲဆိုတော့ဒီရွေးကောက်ပွဲမှာပါဝင်တဲ့သူတွေပံပိုးတဲ့သူတွေကိုဒါအရေးယူမယ်ဆိုပြီးတော့လေဒီဘက်ပြောဆိုတာကြီးလည်းရှိပါတယ် ဒီလိုအကြောင်းအရာတွေလည်းပြောဆိုနေကြတာရှိတယ်ဗောလေဆိုတော့ဒီရွေးကောက်ပွဲရတဲ့ဒါအတူတူရွေးကောက်ပွဲဖြစ်တယ်ထောင်ချောက်ရွေးကောက်ပွဲဖြစ်တယ်ဗောလေအဲဒီရွေးကောက်ပွဲမှာပါဝင်နေတဲ့သူတွေကလည်းဒါစစ်တက်ကဲဒီစစ်ကြုံပြူအုပ်ချုပ်ရေးအတွက်ဒီပါဝင်ပံ့ပိုးကူညီနေသူတွေပဲဗောဆိုတော့တစ်ဖက်မှာစဉ်းစားရမှာရွေးကောက်ပွဲမှာပါဝင်လာမဲ့ကိုယ်စားလှယ်လောင်းတွေဗောလေကိုယ်စားလှယ်လောင်းတွေနိုင်ငံရေးပါတီတွေဒါတွေကလည်းအယက်သားတွေလည်းပါနေတယ်ဗောလေဆိုတော့ဒီရွေးကောက်ပွဲမှာပါဝင်မဲ့ဒီလိုအယက်သားကိုယ်စားလှယ်တွေကိုယ်စားလှယ်လောင်းတွေကိုဒီမျိုးပျောက်ကြားစစ်စင်ရေးတွေမှာပြင့်မှတ်ထားတာမျိုး ဟိုရှိလာနိုင်ကြီးရှိလာဒါမှဒါမှမဟုတ်ရင်ဒါတွေကိုပြတ်မှတ်ထားမှလာမထားဘူးလားဒါလေးရောပြပြပြလို့ရမှာခင်ဗျာဟုတ်ဗျာကျွန်တော်အနေနဲ့ကတော့ကျွန်တော်အနေဆိုကျွန်တော်ပူစားပြုအနေနဲ့ဒါမှကျွန်တော်အဖွဲ့အစည်းအနေနဲ့ပြောရင်တော့အဲဒီဝင်ပြိုင်မဲ့ပေါ့နော်ကိုယ်စလဲတွေကိုတော့ကျွန်တော်တို့အနေနဲ့တော့ပြတ်မှတ်ထားဖို့မရှိပါဘူးဘာလို့ဆိုတော့တချို့အာ rule and regulation ပေါ့နော်အဲလုံထုံလုံကြီးကိုကျွန်တော်နားလဲတယ်သူတို့ကသူတို့အဲဘယ်ဘက်ကပဲပါနေပါသေးဒါအချိန်တန်သူတို့တမိုင်းဖြစ်သွားမယ် အဲဒါမှတခုတော့ရှိတယ်ဗျာဒီယူကော့ပွဲဖြစ်မြောက်အောင်ပေါ့နော်အဲကုညီးနေတဲ့ဥမှထားပါတော့တခြားသောအဲတနည်းအားဖြင့်ဒီမဲဟွန်လိုင်းရဲ့လက်ကင်ထုတ်တွေပေါ့အဲသူမဟုတ်ဒီအတူရောင်ယူကော့ပွဲကြီးကိုမဖြစ်ဖြစ်အောင်ဘေးကနေအဲဝိုင်းဝန်းတန်ဖိုးနေတဲ့လူတွေကိုတော့လူပုတ်ကိုသူမဟုတ်ဖွဲ့စည်းတွေကိုတော့ကျွန်တော်တို့ကရရင်ရတယ်လို့ဟိုတိတိကျကျကိုကျွန်တော်တို့က ဟိုအပြစ်ပေးအရေးယူသွားမယ်ပေါ့နော်ဒါကျွန်တော်ရဲ့အဲတဖွဲ့တဲ့အနေနဲ့ကျွန်တော်ပြောတာပါဒီရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စလဲတွေကကြတော့အဲကောင်းချင်းဆိုးချင်းမှန်ချင်းမှားချင်းကိုသူတို့သိတယ်ဒါသူတို့တမိုင်းပဲဒါမဲ့ဟိုဆန်ကြီးဆန်ညွန်ရဒါသူတို့တော့ကျွန်တော်တို့ကလက်ရှိချိန်မှာပြစ်မှတ်ထားပြီးဆောင်ရွက်ဖို့တော့လုံးဝမရှိပါဘူးဗျ အဟုတ်ကဲ့တစ်ဖက်မှာတော့ဒီပြည်သူတွေပဲအရေးပေါ့လေပြည်သူတွေမှာလည်းတစ်ဖက်မှာသူတို့စဉ်းစားရတာနေရထိုင်ရတာလေဒါစစ်တပ်လက်အောက်စစ်တပ်အုပ်စိုးတဲ့နေရာတွေမှာနေရတဲ့ခါကျတော့ဟိုခြေနေကြောင်းကြောင်းရတနတ်ထောက်ပြီးတော့မဲပေးခိုင်းရင်လည်းမဲပေးရမယ့်ခြေနေတွေရှိတယ်ပေါ့လေဆိုတော့ဒီလိုခြေနေမျိုးမှာလည်းတစ်ဖက်မှာစိုးရိမ်မှုတွေရာဒီမဲယုံတွေကိုတိုက်ခိုက်လာတာမျိုးတွေခြေနေတွေရှိလာမှာလားဒီလိုစိုးရိမ်ပူပန်တော့ကားတွေရှိရလို့ကျွန်တော်တို့ကြားရတာရှိတယ်ပေါ့ဆိုတော့ဒီပြည်သူလူထုအနေနဲ့ရောဒီရွေးကောက်ပွဲကာလတွေရွေးကောက်ပွဲမှာမဲဆွဲစည်းရုံးကာလတွေပေါ့လေဒီအတူရောင်ရွေးကောက်ပွဲမဲဆွဲစည်းရုံးကာလတွေ ဆိုဒီလိုကာလာနေမှာဘယ်လိုရည်တည်နေထိုင်ရမလဲဘယ်လိုမျိုးဟိုဒီလိုဂျင်းနဲ့ကြက်တဲ့အခြေအနေတွေမှာသူတို့ဘယ်လိုဟိုနေထိုင်ကြဖို့တင့်တယ်ပေါ့လေဒါလေးလည်းဖြစ်နိုင်မျှဝေပေးစေချင်ပါတယ်ဟုတ်ကြာကျွန်တော်အမြင်ရတော့ဘောနော်အဲအခုချိန်မှာဆိုရင်လည်းဒါများတော့အထူးသဖြင့်ပေါ့မြို့နေလူတို့ဟာတချို့ဆိုရင်လည်းဘယ်ဘက်မှောက်လှည့်မရတဲ့အနေထားမျိုးတွေကဒါကိုကျွန်တော်ကသဘောထားကြီးစွာနဲ့မြင်ပြီးဖို့တော့လိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အကြံပေးရရင်တော့အတတ်နိုင်ဆုံးပေါ့ ဒီမဲသွားမပေးဖို့တော့ကျွန်တော်ကအကြံပြုချင်တယ်ကြောင်းကြောင်းကြောင့်ဖီးအားတစုံတရာကြောင့်ကိစ္စတွေကအများကြီးဖြစ်လာနိုင်တယ်ဗျဘောင်းဆိုသူတို့ကလူမဆန်တဲ့နီးလန်းနေနဲ့ဖီးအားပေးလာနိုင်တဲ့ကိစ္စမျိုးတွေရှင်းရင်လည်းမလွဲမရှောင်တိုင်းရောက်သွားမှာပဲအဲဒီပေါ်မှာလည်းကျွန်တော်တို့ကဟိုသဘောထားကြီးစွာနေပဲအဲရှုမြင်ပါတယ်အဲနောက်တစ်ခုကပေါ့နော်ဟိုဖြစ်ရေးယူပါခုနပြောသလိုဟိုဖောက်ခွဲတယ်လို့တိုက်ခိုက်တယ်လို့ကိစ္စတွေကြာတော့ ီနေရာမှာဒီမေးခွန်းလေးကိုတော့ကျွန်တော်ကြော်ပြနေပြအဲပြည်သူလူထုကိုတော့အများပြည်သူပေါ့ဗျာအများပြည်သူပြောချင်တာကတော့အဲကျွန်တော်တို့ဒီဟိုအွန်လောင်းလည်းကြီးသလိုနှလုံးသားလည်းကြီးတယ်တခုခုဆိုရင်သဘောထားကြီးစွာနဲ့ရှုမြင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့ဒီတူရောင်ရွက်ောက်ပွဲမှာဝင်မပါဘူးတော့တိုက်တွန်းနေပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါဆရာကျောင်းဒါတော့ကျွန်တော်နောက်ဆုံးမေးခွန်းပေါ့လေနောက်ဆုံးမေးခွန်းလေးတစ်ခုမေးချင်ပါတယ် ဆိုတော့ဒီနောက်ဆုံးမေးခွန်းကဘာလဲဆိုတော့ဒီဘက်မှာကျွန်တော်တို့ဒီဒီ NUG ဘောလေ NUG ရဲ့ MOD ဒီဒီကာဝေးဝင်ကြီးဥယျာဉ်မှာလည်းမကြာခဏပြောနေတဲ့စကားတခုရှိပါတယ်အထွေထွေထိုးစစ်ဘောလေဆိုတော့အထွေထွေထိုးစစ်လည်းဟိုလုံးမယ်ဆိုတော့ဒါမှဖြစ်မနေလုံးရမယ်ဆိုတော့အားမျိုးသူပြောတာရှိပါတယ်ဆိုတော့ဒီလိုချိန်ကာလတွေရောက်လာလို့ရှင်ရင်ဒီလိုအထွေထွေထိုးစစ်နဲ့ဒီလိုမျိုးပြပျောက်ကြားလှုပ်ရှားမှုတွေကဘယ်လိုချိတ်ဆက်သွားတဲ့လဲဘောလေဒီလိုချိတ်ဆက်ပြီးရောဟို ဒီထွေထွေထွေထိုးစစ်ရှိလာနိုင်ဖြစ်လာတဲ့အခြေအနေမျိုးမှာဒီလိုဟန်ချက်ညီညီမျိုးရပြောကြားလှုပ်ရှားမှုတွေရောပေါ်လာနိုင်ခြေရှိတာဒါတွေရောထည့်သွင်းစဉ်းစားထားတာမျိုးရှိတာဒါတော့ကျွန်တော်နောက်ဆုံးမေးခွန်းဖြစ်ပါတယ်ဟိုဖြစ်နိုင်ရင်အာဆရာကျောင်းဖြေပေးပါအောင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ထည့်သွင်းစဉ်းစားထားတာရှိပါတယ်ဗျအဲတော်မျိုးပါပေါ့နော်ဟန်ချက်ညီညီရွေးဖို့လှုပ်ရှားမှုပေါ့နော်အဲ့ဒီအတွက်ကိုလည်းလွန်ခဲ့တဲ့နှစ်ခွဲလောက်တည်းကပေါ့နော်ကျွန်တော်ပြင်ဆင်ပြင်ဆင်နေပါတယ်ပေါ့နော် အနည်းနဲ့ကွယ်နှစ်နှစ်လောက်ဆိုတာတော့အရင်နောက်ကြတဲ့အတိုင်းအတာမျိုးဖြစ်ကောင်းဖြစ်သွားပြီမဲ့ကျွန်တော်တို့ဒီတက်ဆိုင်ရာကိုယ့်ရဲ့ professional fee ရနေလာတာဖြစ်တဲ့အတွက်အဲတချို့ကိစ္စတွေမှာစီရင်စီရနဲ့ပတ်သက်ဘူးလင်းလုံးပြောရင်ကျွန်တော်တို့ကဟိုနှစ်သားလေးတွေပဲရှိသေးတယ်ဆိုတော့လိုအပ်ချက်တော့ရှိကောင်းရှိမှာပါဒါပေမဲ့ကျွန်တော်တို့ကျွန်တော်အမြင်နဲ့ရှုမြင်ရရင်တော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကိုလုံခဲ့တဲ့နှစ်နှစ်နီးပါးလောက်တည်းကကျွန်တော်တို့အပြည့်စင်လာပါတယ်အထူးသဖြင့်မြို့ပြမှာနေလို့အဆင်မပြေတဲ့ရဲဘော်တွေကိုလုံုံနဲ့ safe zone အသီးသီးကိုပို့ပြီးတော့ ဲဆက်လက်ပြီးတော့အဲလေ့ကျင့်တယ်ပြီးရင်နောက်တစ်ခုကတချို့အတွေ့အကြုံယူရမယ့်အလုပ်တွေကိုအတွေ့အကြုံယူပြီးတော့အဲဒီအတွက်ကိုလည်းကျွန်တော်တို့ကအများကြီးလဲကျွန်တော်တို့မျှော်လင့်ပါတယ်ပြီးတော့တစ်ခုခုဖြစ်လာပြီဆိုရင်လည်းကျွန်တော်တို့ဘက်ကအစဉ်သင့်ဖြစ်အောင်ဟိုပြင်ဆင်နှားပါတယ်ဒီမှာချက်ပြီးချက်ပြီးပြောနေတာတစ်ခုကအဲကျွန်တော်တို့မှာရက်တစ်ချက်၃ရက်နဲ့ကျွန်တော်တို့ကသွားရတယ်ပေါ့နော်ဒါကျွန်တော်တို့ confirm set အနေနဲ့ဆိုရင်ဒီ၃ရက်ကိုပဲကျွန်တော်တို့ကအဲလက်ကင်ချပြီးတော့ကျွန်တော်တို့က ောင်ထယ်ပေါ်နေတယ်ကျွန်တော်တို့ရဲ့ဖြစ်တန်ဆိုရင်ဒီလောက်ပေါ့နော်အခုချိန်မှာဆိုဒီ၃ရက်အပြင်ကိုခုနတရားအခုမေးတယ်လို့မျိုးတော်မျိုးပါဟန်ချက်ညီညီဖြစ်ဖို့ကျွန်တော်တို့အများကြီးထည့်သွင်းစဉ်းစားပြီးအဲ့ဒီတော့ကိုလည်းကျွန်တော်တို့အများကြီးညှော်လင့်ပါရဟုတ်ကဲ့ကျေးဇူးပါအဲ့ဒီတော့ကိုလည်းရှိတောက်ချက်ပြင်ဆင်းနေပါတယ်ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ကျေးဇူးပါဆရာကျောင်းကျွန်တော်မေးတဲ့မေးခွန်းကတော့ကုံသွားอยู่ပါလေတော့နောက်ဆုံးနောက်ဆုံးအနေနဲ့ပေါ့ဆရာကျောင်းအနေနဲ့ဒါ ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုဘယ်လိုသတင်းစကားမျိုးပါကျင်တာရှိမလဲပေါ့နောက်ပြီးတော့တခြားဘာများဖြစ်ဆက်ပြောကျင်တာများရှိအောင်မလဲခင်ဗျဟုတ်ပြကျွန်တော်ပြောချင်တာတော့ရိုးရိုးရှင်းရှင်းပါဗျဟိုဟိုဓမ္မနဲ့အဓမ္မမှာတော့ချိန်တစ်ခုမှာအဓမ္မနိုင်သွားမှာပဲဘယ်ပဲရှူတောင်းအောင်ပဲကြည့်ကြည့်ပါဗျအဲနောက်တစ်ခုကကျတော့ကျွန်တော်ထပ်ပြောချင်တာကပေါ့နော်အဲအခုချိန်မှာအသက်30နီးပါး အရွယ်လောက်ရောက်တဲ့လူတွေနဲ့အထက်ကလူအများစုဆိုရင်ဒီစနစ်ဆိုးရဲ့ဓာန်ကိုကျွန်တော်တို့ဟိုတိတိတတ်တာကြီးကိုခံခဲ့ဘူးတဲ့လူတွေပါဗျအဲကြောင့်တော့ကျွန်တော်အဓိကပြောချင်တာကအဲမေ့မပြစ်ပါနဲ့ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေကလူသားတယောက်ကလူသားဆန်သွားနဲ့လူအခွင့်အရေးတွေအပြည့်ရဖို့ကျွန်တော်တို့လိုအပ်တယ်အဲကျွန်တော်တို့လူဘဝမျိုးတွေကိုကျွန်တော်တို့နောက်မျိုးဆက်ကိုလက်ဆင့်မကန်ဘူးနောက်မျိုးဆက်ကလောင်းရိတ်ကကျင်းလွတ်တဲ့ အပြင်လေးတွေဖြစ်ရမယ်သူတို့ရှင်တန်နိုင်တဲ့လောက်ကိုသူတို့ကဖွင့်ထွားရမယ်အဲဒီဟာတော့အဲမမေ့ကြပါနဲ့လို့ကျွန်တော်ကတိုက်တွန်းချင်ပါတယ်ဗျဘောင်းဆိုတစ်ခါကျရင်ကိုယ့်ရဲ့တကူရည်သားကိုယ့်ရဲ့မိသားစုဘဝတချို့အခက်ခဲတွေကြုံလာတဲ့အချိန်မှာတစ်ချက်တစ်ချက်ဒါကိုမိမိသွားတယ်ဗျပြောချင်တာကျွန်တော်တို့ကခစ်ဆိုစနစ်ဆိုယူကျွန်တော်တို့ပြန်မသွားဘူးပေါ့နော်ငါတို့ကြုံခဲ့ရတယ်နောက်မျိုးဆက်ကိုဒီလိုကြုံအောင်မလားဒီလိုကြုံရောကျွန်တော်တို့ကဘယ်တော့မှ လူသားတယောက်ရဲ့ခွင့်ရေးတွေကိုရမှာတော့မော်နော်ဒါလေးအကုန်လုံးရဲ့ရင်ထဲမှာကိုယ်စီမမေ့မလျော့တဲ့စိတ်လေးနဲ့ပဲနှလုံးသွင်းပြီးတော့ဆက်ပြီးတော့နိုင်ရဝင်လေးတွေကိုထမ်းစေခြင်းမှာကြာအဲဒါဝဲပြောခြင်းမှာတယ်ဟုတ်ကဲ့ပါဆရာကျောင်းအခုလိုအချိန်ပေးပြီးဖြေကြားပေးလို့ရက် VIV ကနေကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ